အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါ Manchester United အသင်းကဒါအခု Benjamin Sesko ရဲ့ဒဏ်ရာပြဿနာဟာ ပြင်းပြထန်ရာဒဏ်ရာရတာမဟုတ်ဘဲနဲ့ International Break အပြီးမှာ ပြန်ပါနိုင်မဲ့အခွင့်အရေးကောင်းရှိတဲ့အကြောင်းဆိုလာတယ်။ဆိုတော့ဘန်ဂျမင်ရှက်စကိုဒဏ်ရာရရှိခဲ့တဲ့ရရှိသွားတဲ့ဒဏ်ရာကဒါအခုထော်တနာဟော့စပါနဲ့ပွဲတုံးကပွဲပြီးကနေမှရသွားခဲ့တာဖြစ်တဲ့ဒီဒဏ်ရာနဲ့ပတ်သက်လို့အစောပိုင်းတုန်းကယူနိုက်တက်ကကာလာရှီအင်ဂျူရီတွေဖြစ်မှာလို့စိုးရိမ်ထားပေမဲ့တကယ်တမ်းမှအဲ့လောက်စိုးရိမ်စရာမရှိဘူး။ဒါအခုသူ့ရဲ့လဝေးစင်အသင်းနဲ့ပွဲစဉ်တွေကိုပဲလွဲချော်ပြီးတော့ international break ပြီးမှပြန်လာနိုင်မယ်။ ဆိုအဲ့အတွက်ကြောင့် United ကတိုက်စစ်မှုတည်တည်တသာဝယ်ယူဖို့ထွက်ဒါလက်ရှိအနေအထားကိုသူတို့ဆက်ဖြန်းရမယ်ဆက်ဖြတ်တန်းလို့ရတယ် Joshua Zacsy နဲ့နောက်တစ်ဖက်ကတော့ဒါအခုဒီ Benjamin Shesko နှစ်ယောက်အစကတော့အခုအမ်ဝေးမိုးလဲသွားမယ်နောက်တစ်ဖက်က Mazarawi အပြင်ကိုအမတ်ဒီယာလိုပါသွားပြီး Shesko ပါတန်ရရင်သူတို့ကတိုက်စစ်မှုတယောက်လိုချင်တာအခုလောလောဆယ် Man United နဲ့သတင်းထွက်တဲ့ အန်ဒရီကလည်းဟိုရပိုင်းကတောက်လျှောက်အတန်ထွက်လာတယ်ဒါပေမဲ့တကယ်တမ်းအန်ဒရီဟာအစိုးပိုင်းတွေကဒါလီယွန်နဲ့စကားပြောဆိုနေတဲ့အတွက်ကြောင့်ကလာမာကလီယွန်ကိုပဲရွေးချယ်သွားလို့သူဇန်နဝါရီမှာလီယွန်ကိုပြောင်းမယ်ဆိုအဲ့ဒါကိုကြည့်ချင်အဖြစ်မန်ချက်စတာယူနိုက်တက်ကဒါသူတို့အနေနဲ့ကစားမအစ်စ်ထဲကတိုက်စစ်မှုမခေါ်မဲ့သဘောတရားဖြစ်တယ် အမ်ဝေးမိုးနဲ့အမတ်ဒီယာလိုသွားသည့်တိုင်အောင်ဒါပေမဲ့ United ခေါ်ယူဖို့ကြိုးစားနေတဲ့ position ကကွင်းလေပဲကျွန်တော်တို့မျှော်လင့်ထားတဲ့ expectation က Adam Water တို့ Alie Anderson တို့ Carlos Baleba တို့ဒီဘယ်လိုပြောမလဲဒီ modern white man တို့ဒီလို quality ကစားမတွေကိုတို့လိုချင်တာဒါပေမဲ့ဒီဆောင်းရသည်မှာဒီစားမတွေကိုရဖို့ခက်တယ်သက်ဆိုင်ရအသင်းတွေကလည်းတို့ရဲ့အဓိကစားမတွေကိုရောင်းချဖို့ခက်တော့ United က option လဲကောင်းမယ် Premier League အတွေ့အကြုံလဲရှိမယ်ခေါ်ယူဖို့လဲဖြစ်နိုင်ခြင်းအကောင်းဆုံးရှိတဲ့ကစားသမားတယောက်ကိုသူတို့ကြည့်ထားတယ်အဲ့ဒါကတော့အခုလက်ရှိမှာ Manchester United က Atletico Madrid တင်းရဲ့ England ကွင်းလက်ကစားသမားခေါ်ခေါနာဂလကာကိုသဘောကျနေတယ်ခေါနာဂလကာကို Manchester United က option ကအငား plus အပြီးသက်ပုံစံပြီးခဲ့တဲ့နွေရာသီဈေးကွက်ပိတ်ခံပြီးမှ Man United ကကွင်းလယ်ကစားသမားတယောက်ခေါ်ယူဖို့သူကြိုးပမ်းတဲ့အချိန်မှာ ခေါနာကလကာကိုသူတို့သွားဆွေးနွေးတယ်အဲဒုံးကအသလက်ကိုမတွေ့ကအငှားထုတ်ဖို့အခွင့်အရေးမပေးဘဲ United သားအပီးသက်လူချင်းရင်ခွင့်ပြုမယ်လို့ဆိုတယ် Man United ကအဲဒုံးကအငှားပဲကမ်းလန်းတာဆိုတော့အဲ့ဒါနဲ့အဲ့အပြောင်းရွှေ့ပြတ်တယ်အခု6လပြည့်တော့မယ့်အချိန်ခေါနာကလကာဟာဒါအသလက်ကိုမတွေ့မှာဖွဲထွက်ကစားခွင့်ရဖို့ကတော်တော်ကို chance နဲ့တော့သူလည်း သောမတ်ထူဟယ်နဲ့တူအင်္ဂလန်လူဝီစင်အတွက်2026ကမ္ဘာလှကိုပြွာကျင်တော့သူပရီးမီးယားလိဂ်ကိုပြန်လာဖို့လုပ်နေပြီဆိုတော့မန်ချက်စတာယူနိုက်တက်ကအဲ့ဒါက option ပြီးခဲ့တဲ့ရက်ပိုင်းကဒီ Florian Petterbeck နဲ့ Telegraph ရဲ့ report ရဆိုရင် United က Elliot Anderson ကိုတော်တော်လေးသဘောကျပြီးတော့သူ့ရဲ့အခြေအနေကိုတောက်လျှောက်လေ့လာနေတယ်ဆိုတဲ့အချက်ဒါပေမဲ့ question က Elliot Anderson အတွက်300မဲ့ပြောင်းရွှေ့ချေတန်း90 80 90 100 whatever ိုက်အပေါင်းကို United ဘယ်လိုပေးမလဲဆိုတော့ corner glaga နဲ့ပတ်သက်လို့ Man United ဖြစ်နိုင်ကြီးကအငား plus အပီးသက်ပုံစံအငားဆိုတာနဲ့ Atletico Madrid ကအပီးသက်ပြောင်းရွှေ့ခြေကိုတခါတည်းထည့်မယ်အဲ့ဒါလည်းမြင်နေမယ် report ရတော့အခုလက်ရှိမှာ United ရဲ့အငား position ဟာ6လအငားပြီးတာနဲ့ရာသီကုန်မှာပေါင်45တန်းအပီးသက်ပုံစံဒီနေရာမှာမဖြစ်မနေအပီးသက်ဝယ်ရမှာလား ဝယ်စရာမလိုပဲပြန်ပို့လို့ရလားဆိုတဲ့ option တခုစဉ်းစားနိုင်ပွေရှိတယ်တကယ်လို့ဒီအပြောင်းရွှေ့ဖြစ်လာရင်တော့ Manchester United က Kobe Menu ကိုအငားချမယ် Napoli ကပဲအဓိကစောင့်မြုံနေတာဖြစ်ပြီးတော့ Kobe Menu ကလည်း Napoli ကို ပြောင်းမယ်ဒါပေမဲ့ Menu ကိုသူတို့ကအပြီးသက်လုံးဝခွင့်မပြုဘူးဆိုတော့ Manchester United ကသူတို့ရဲ့ main target က Elliot Anderson ဒါပေမဲ့သူတို့ပြောင်းရွှေ့ချေရဖို့ခက်ခဲနိုင်တယ်ပြောင်းရွှေ့ချေရဖို့မသေးချာရှင်တော့ ခေါနာကလကာကူ6လ9အပီးသက်45တန်း option နဲ့ကမ်းလမ်းပွဲရှိပြီးတော့ကိုဘီမေနူးကနာပိုလီကို 6လအငားနဲ့ထွက်သွားနိုင်ပွဲရှိတယ်ဒါကအခုလောလောဆယ်သူတို့ striker မှာ Benjamin Sesko ရဲ့ထံရဟာပြင်းထန်မှုမရှိတဲ့ကြောင်းတိုက်စစ်ကိုတော့သူတို့အခုလောလောဆယ်မှာမစင်ထားတာပဲအကြောင်းကို Telegram မှာရော Daily Mail မှာပါဖော်ပြထားတယ် Man United ပိတ်သက်ဒီတကယ်လို့ option တစ်ခုတည်းကခொနာကလာကဆိုဘလို့မြင်လဲအရင်မစိုးဘူးနော် war rate ကောင်းတဲ့လှုပ်အားကောင်းတဲ့ premier league မှာအတွေ့အကြုံရှိပြီးသားကစားမတယောက်ဖြစ်တယ်ခொနာကလာကအရင်ကဟာ hard working player ပဲ အရင်မဆိုးဘူးဗျဒါမန်ယူနိုက်တက်အပေါ်ကျွန်တော်အမြင်ပေါ့လေဘယ်လိုမြင်ကြလဲကိုမမဝင်ရောက်မှတ်ချက်ပေးကြပါအလုံးကျေးဇူးတင်ပါတယ်